ပရိသတ်တွေမသိသေးတဲ့ဒူဘိုင်းမြို့ရဲ့စိတ်ဝင်စားစရာကောင်းတဲ့အရာများပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Miss Knowledge ကနေပြီးတော့ပရိသတ်တွေအားလုံးကိုကျေးဇူးပါတယ်ရစ်ခါပြပြပေးသားမယ့်အကြောင်းအရာလေးကတော့ဒူဘိုင်းမြို့ရဲ့စိတ်ဝင်စားစရာကောင်းတဲ့အရာများပဲဖြစ်ပါတယ်ဒီနေ့မှာတော့ပရိသတ်တွေတတိမထာမီသေးတဲ့ဒူဘိုင်းမြို့ရဲ့စိတ်ဝင်စားစရာကောင်းတဲ့အရာတွေကိုပြပြပေးသားမှာဖြစ်ပါတယ်ဒူဘိုင်းမြို့ဟာစိတ်ဝင်စားစရာကောင်းတဲ့တီထွင်ဆန်းသက်မှုတွေနဲ့ပြည့်နှက်နေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ခန္ဓာထဲဝါမှုတွေနဲ့ကြီးကျယ်ခန္ဓာမှုတွေကိုယ်တည်းနေကြလူသိများတဲ့တဲကန္နာယာမျိုးတစ်မျိုးလည်းဖြစ်ပါရယ်အမရိတ်လေကြောင်းလိုင်းပြီးနောက်ထပ်စိတ်ဝင်စားစရာကောင်းပြီးလူတွေမသိသေးတဲ့အရာတွေကဘာတွေဖြစ်မလဲဒါဆိုရင်ပြိတက်ကြီးကိုအာအသင့်စေမဲ့ဒူပန်းရဲ့စိတ်ဝင်စားစရာကောင်းပြီးမထမတ်ထားတဲ့အချက်လက်ချို့ကိုပြပြပေးသားမှာပါနံပါတ်1ကပအမြင့်ဆုံးအဆောက်အဦး Bishkalifa အမြင့်ပေ2939ပေရှိတဲ့ Eiffel Tower ၃ခုနီးပါးရှိတဲ့ကမ္ဘာပေါ်မှာအမြင့်ဆုံးအဆောက်အဦရှိပါတယ်။အောင်ဘယ်ကမ္ဘာမှတ်တမ်းတွေထဲမှာအမြင့်ဆုံးမူမျှတိုင်းအထက်များဆုံးအဆောက်အဦဖြစ်ပါတယ်။အောင်ဇာကောင်နာကသူ့ရဲ့တောက်ပနေတဲ့မှန်မျက်နှာစာတွေကိုတန်ရှင်းရလို့ပို့အတွက်လူ36ဦးဟာ၃လကျော်အချိန်ရှိရပါတယ်။နံပါတ်1ဒူဘိုင်းကုန်တိုင်း လက်လီကောင်တိုက်တစ်ခုဖြစ်တဲ့ဒူဘိုင်မော်ဟာ area studio meter 12တန်းအတွင်းဆိုင်ငံမောင်း1000ကျော်ရုပ်ရှင်ရုံ26ရောင်ပြင် coffee ဆိုင်နဲ့စားတောက်ဆိုင်ပေါင်း120ကျော်ရှိပါတယ်။ကမ္ဘာတဝမ်းမှာရှိတဲ့အထက်ကလက်လီအယောင်ဆန္ဒတစ်ခုဖြစ်လာဖို့လဲကြိုးပမ်းနေရဖြစ်ပါတယ်။နံပါတ်3ကမ္ဘာအကြီးဆုံးမိုးလုံလေးလုံကစားခွင့်ကမ္ဘာအကြီးဆုံးအတွင်းပြင်ဆင်ဖျော်ဖြေရေးဆွဲဆောင်မှုမှာဒူဘိုင်းမှာရှိတဲ့ IMG World of Adventure ဖြစ်ပါတယ်။ စတူရန်ပြီး1.5တန်ခန့်ကျဲဝန်ပြီးတနေ့ကိုဧည့်သည်2000ကျော်လာရောက်လည်ပတ်နိုင်ပါတယ်။ပန်းချန်ကလူတိများတဲ့ကတ်တွန်းကွယ်ရက်ဆက်ဆောင်တွေ Marvel Super Hero တွေအများအပြားနဲ့ဧည့်သည်တွေဆက်ဆောင်နေတာဖြစ်ပြီးအထူးဖြော်ပြပေးပို့ဆမှုကိုလည်းပေးပါတယ်။နံပါတ်၄ဒူဘိုင်းငါးပြားတိုက်ရီအော့အန်ဘွဲတစ်ခုဒူဘိုင်းအကွာရီယံတန်ဟာဒူဘိုင်းမော်ရဲ့မြင်းကြီးတန်မှာတည်ရှိပါတယ်။မျိုးစိတ်နေရာကျော်နဲ့ရင်းနေတဲ့တော်ဝါ3000 3000မီပါရှိပါတယ်။ ကမ္ဘာအကြီးဆုံး Sun Tiger Shark အဆူဝေရှိရာကြောင့်အန်နဝါသက်ရှိဝါသနာရှင်တွေကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။နံပါတ်5ဒူဘိုင်းဘောင်ဒူဘိုင်းဘောင်လို့ခေါ်ဝါကြပြီးတော့ဒူဘိုင်းမြို့မှာရှိတဲ့အကြီးဆုံးရုပ်ပုံဘောင်နေရာဖြစ်ပါတယ်။အမည်492ပြည်အထိမြင့်ပြီးမိတုကလည်းရာတွေကအံ့ဩစရာဖြစ်ပြီးခင်ဟောင်းနဲ့ခက်ပြိုင်ဒူဘိုင်းမြို့ရှုခင်းတွေကိုတွေ့မြင်နိုင်ပါတယ်။နံပါတ်6နှစ်ပေါင်း155တန်းတက်တန်းရှိရုပ်ကျွင်း ဒူဘိုင်းမော့လယ်မှာရှိတဲ့ဒူဘိုင်းတီနိုလို့အမည်ပေးထားတဲ့နှစ်ပေါင်း155တန်းတက်တန်းရှိတဲ့ Diplo Duca Longest Year Gym ဖြစ်ပါတယ်။ကမ္ဘာတဝန်းမှာရှာဖွေတွေ့ရှိခဲ့တဲ့ရှာပါကြပ်ဖြစ်ရုပ်ကျင်တွေမှာတက်တန်းအရင်ဆုံးရုပ်ကျင်ဖြစ်ပါတယ်။ရုပ်ကျင်ရဲ့အယူအလုံးဒီပါကတော့ငကုတ်အတိုင်းရှိနေရကအလွန်အံ့ဩစရာကောင်းပါတယ်။ Number 9တရားဥပဒေစိုးမိုးရေးအတွက်စူပါရဲကများကြီးကျယ်ခံထားတဲ့စူပါကားရေးကြကြမှုကတော့ဒူဘိုင်းရဲ့ဌာနဖြစ်ပါတယ်။ Lamborghini နဲ့ Bentley's အပြင် Bugatti နဲ့ Ferrari အထိစားဆိုင်မြင်တဲ့ကားတွေကိုအသုံးပြုကြတာဖြစ်ပါတယ်။အမြင့်ဆုံးအမြန်နှုန်း409ကီလိုမီတာနဲ့ဒူဘိုင်းဥပဒေစိုးမိုးရေးကမြန်ဆန်ကြောင်းတည်ကြစေပါတယ်။ Number 8 Indus Kingy ဒူဘိုင်းမှာရှိတဲ့ Emirates Mall မှာတည်တံ့မိုးလုံလေးလုံးနှင်းလျှော်စီခြင်းအတွေ့အကြုံပေးပါတယ်။အမန်တကယ်စီးနေတွေပင်ကွင်းမြင်ကွင်းတွေနဲ့အတူ Skin Dubai ဟာ Ethereum Address စံတဲ့အတွေ့အကြုံတွေကိုပေးဆနိုင်ပါတယ်။ တဲကန်နာရအလဲပဟိုမှာစောင်းရသည့်အာကစားနှင့်လှုပ်ရှားမှုတွေကိုတွေ့ကြုံခံစားနိုင်တဲ့အပန်းဖြစ်စခန်းတစ်ခုဖြစ်ပါတယ်။နံပါတ်9 Goran Dash ဒူဘိုင်မှာရွှေကိုချစ်မြတ်နိုးတဲ့သူတွေအများပြားရှိပါတယ်။အထူးသဖြင့်ချမ်းသာတဲ့ရက်ွက်တွေမှာရွှေချထားတဲ့မော်တော်ကားတွေအများပြားကြည့်ရတာကအထူးဆန်းမဟုတ်ပါဘူး။ဒီလိုရွှေတွေကိုခင်းကျင်းထားပုံကဒူဘိုင်မြို့ကိုစိန်ခံမြို့တော်အဖြစ်ပြသနေတာဖြစ်ပါတယ်။ ဒါရီကတော့ပြည်သက်ကြီးအတွက်ဒူဘိုင်းမြို့မှာရှိတဲ့လူသိနေပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အချက်အလက်တွေကိုရှာဖွေလေ့လာတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအပြည့်အစုံလိုက်ပါကြည့်ရှုအားပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုကလစ်တွေမှာပြန်လည်ပြီးတော့ဆုံဖို့အတွက်ဆိုရင်တော့ like and follow လေးလည်းအားပေးတာကြပါဦးနော်။အားလုံးပဲကျမပျော်ရွှင်ကြပါစေရှင်။